အဲဥစဉ်လူပိမလေးနေကျိဆေစုဖျားဝဲကျစ်ပါနေဆိုအမြင်နေရအောင်မနော်အမဘာကြောင့်တဲ့နေကျိဆေစုကျစ်ပါရဲ့ဆိုပြီးတော့အဲတည်တဲ့သူလည်းစီမပေါ့လေမတည်တဲ့သူလည်းစီရဲ့စီမပေါ့အဲ့တော့နေကျိဆေစုဖျားလေးကိုဘယ်မကြီးရဆိုတာနည်းနည်းပြပြမယ်နေကျိဆေစုဖျားလေးကဘာကြောင့်တဲ့ကိုကိုရဆိုရင်ဥစဉ်လူဖျားရှင်ကိုနမမြန်စွာဖျားဆိုတာလင်းတင်းချင်းနဲ့ကဘာတိုက်ပါရမီဖြစ်ခဲလေး အဲ့ဖြီးတဲ့အချိန်မှာစာဖြီးတဲ့ကဘာနေပြီးတော့နော်အခုဘန္တာကဘာထီပေါ့ဂျားထဲမှာပွဲခဲ့တဲ့ဖျား28ဆုဆိုပြီးတော့အဲ့လိုအကြံဖြီးတည်ကြတာများတယ်ပေါ့အဲ့တော့ ML တည်တဲ့ဟာဦးစေကနည်းနည်းပို့ပြီးတော့အသေးစိတ်ဖျားပစ်ပြောအဲ့ဒါကြတော့ဗာလဲဆိုတော့မြတ်စွာဘုရားပြတဲ့ခန့်တဲ့ဖျားကဒီပင်ကရာမြတ်စွာဘုရားတည်တယ်မလားဖျားလောင်းတော်လေသူမေတ္တာစင်တင်ပွားမှာဒီပင်ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ အဲဗျာဒိခန့်တယ်ပေါ့နော်အဗျာဒိခန့်ရဆိုတော့လေအဲ့တော့ဒီမိကရမြန်စွာပြနေပြဆိုတာအခုဒီဘွားမှာဒီဦးစေတို့ဗန္တကပမှာပေါ့လေကိုလိုမမြန်စွာပြမတိုင်ခင်မှာနော်ကကကူတန်ကိုနာဂိုကတပါဂိုဒမဆိုဖျားလေးစုပွင့်ပြီးပြီးနောက်ထပ်ရီမီဒီယမ်မြန်စွာဖျားပေါ့အဲ့အဲ့တော့ဖျားလေးစုပွင့်ပြီးရဖျားထဲမှာကတပါမြန်စွာဖျားစင်တီပေါ့နော် အဲဒီပင်ဂရာနိပြဆိုကတ္တဗာမြတ်စွာဘုရားစင်တီရနဲ့ကျိ94စုရှိရတယ်เนาะ94စုဘုရားဆိုတာခုနပြောတဲ့ဒီပင်ဂရာမြတ်စွာဘုရားရဲ့ကဘာမှာဘုရားဒီပင်ဂရာမြတ်စွာဘုရားမတိုက်ခင်မှာဘုရားသုံးစုပွေပြီးပြီเนาะအဲ့ဒီပွေပြီးတဲ့ဘုရားကတနင်္ဂရာဘုရား မေတင်္ဂရာဘုရားတရနင်္ဂရာဘုရားတဲ့အဲ့ဒီသုံးစုကိုဘာအိမ်မဲဆိုတာခုန94စုအဲ အခုပြောတဲ့အသုံးစုနဲ့ပေါက်လိုက်တော့28စုအခုဥစ္စာတို့ရဲ့ဖရားပါဝင်ကိုတော်မမြတ်စွာဖရားပါထဲပေါက်လိုက်မယ်ဆိုရင်နေကျိစင်စုအဲအဲ့လိုမျိုးပေါ့နော်ဒါကြောင့်တဲ့နေကျိစင်စုဖရားတို့ရဆိုရင်အော်ကိုတော်မမြတ်စွာဖရားရဲ့ပါရမီဖရားကလာတဲ့ဆောင်းမပွင့်ရောမှုတဲ့ဖရား28စုကိုပူဇော်ကြတာဖြစ်တယ်ဒီလိုမျိုးဟိုပါပေါ့တီထားရမှာပေါ့နော်ဒါအကြံဖြစ်တီထားရမှာ အဲလိုမျိုးတီထောက်မှသားလည်ရင်ကိုလှုပ်တဲ့အလုပ်တစ်ခုကဘာကြောင်ကြီးလုံနေရဆိုတာကိုတီးမှတ်ပေါ့နော်အဲအဲ့ဒါကိုအာတီးစစ်ချင်လို့မျှဝေပေးတာပါအားလုံးပဲကျမ်းမာချမ်းသာလူရစင်တာတွေပြောကြပါစေဗုဒ္ဓတာပူဇာမဟာတေဇာဝတ္တောဆိုတဲ့အတိုက်ပေါ့နော်မြတ်စွာဘုရားဆင်တွေကိုပူဇော်ခြင်းတီးဘုဒ္ဓကိုတေဇောအနုဘောကြီးကြီးမားဖို့အတွက် ဖြစ်ပါတယ်ကြီးမားကြပါလိမ့်မယ်ဆိုတော့ပြောကြရင်းနေပဲဦးစင်းရဲ့ဒီလိုမျိုးမျိုးဝေပေးတာလေးကိုဒီမှာပဲရန်နောက်ခွေပြပါအားလုံးပဲကျမ်းမာကြပါစေ။